ားဖြစ်သူရေမွန်ရဲ့ရှိုးပွဲအတွက်ပတ်စံတပြားမှမရခဲ့လို့ပြဿနာတက်နေရေမွန်ရဲ့မိခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြောလဲကြဆိုလိုက်ပါတယ်အခုပရိသတ်တွေကိုပြောပြပေးမယ့်အကြောင်းအရာကတော့နာမည်ကြီးဘန်တစ်ခုဖြစ်တဲ့ EDS အဖွဲ့ဝင်အစိုးရရေမွန်ရဲ့ရှိုးဝဲအတွက်ပတ်စံလုံးဝမရခဲ့လို့ပွဲကျန်းနေတဲ့ရေမွန်ရဲ့မိခင်ဖြစ်သူဒေါခင်မြတ်မွန်ရဲ့အကြောင်းလေးပါ ဘဝတဘာကူပြောင်းသွားပြီဖြစ်တဲ့တားဖြစ်သူရဲ့ရှိုးပွဲအတွက်ပတ်စံတပြားတစ်ဆက်လေးမှမရလို့ပောက်ကွဲနေတဲ့မိခင်တယောက်ရဲ့အဖြစ်ကိုကြည်နေရတဲ့လူတွေအတွက်ကတော့အနေငယ်မိကုံးထုတ်စရာလေးတွေရှိနေကြမှာသိကြပါရယ်။အားလုံးပဲချစ်ခင်အားပေးခဲ့ကြတဲ့အဆိုတော်ရေမွန်တယောက်ဘဝတဘာကူကူပြောင်းပြီးရဲ့နောက်ပိုင်းသူရဲ့ပရိသတ်တွေနဲ့အတူမိသားစုဝင်တွေလောက်ဖို့ဂိုင်ဘတ်တွေကအစအတော်လေးစိတ်ထိခိုက်ဝမ်းနေခဲ့ရပါရယ်။မြမဂီတာလောကမှာရေမွန်ရဲ့သချင်းတွေကိုမသိသူမရှိလောက်တဲ့အထိပောက်ခဲ့ပြီးတော့အောင်မြင်မှုတွေက 要去干啥吗？ ရေမွန်ကွယ်လွန်အနေဆာရောက်သွားပြီးသည့်တိုင်အောင်ပရိသတ်တော်တော်များများရဲ့ပါဇက်ဖြားမှာရေမွန်ရဲ့သချင်းတပုတ်မဟုတ်တပုတ်ကတော့ဆွေမြင်းနေစမြဲပါပဲ။ဒါပေမဲ့အလုံးလဲတည်ကြတဲ့အတိုင်းရေမွန်နဲ့ပတ်သက်လို့အသက်ရှင်စဉ်တုန်းကဘာပြဿနာအရှုပ်အရှင်းတွေအကြီးအကျယ်မကြားခဲ့ရပေမယ့်ရေမွန်ကွယ်လွန်ပြီးနောက်မှာရေမွန်ရဲ့မိခင်ဖြစ်သူနဲ့သူ့ရဲ့ ADS အဖွဲ့ဝင်တအူးနဲ့ပြဿနာလေးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။မြေကြီးရဲ့တပ်တပတ်တုန်းကအစောရေမွန်ကိုအောက်မေ့တော်အားဖြင့်ပရိသတ်တွေအတွက် ADS အဖွဲ့ဝင် င်တဦးဖြစ်တဲ့ဖိုးလုံးနဲ့ဂျီဂျီဆိုတဲ့ရေမွန်ရဲ့ငယ်တငယ်ချင်းတို့ပူးပေါင်းပြီးတော့ရေမွန်ရဲ့ရှိုးဝဲလေးကိုဥဆောင်ကျင်းပခဲ့ကြပါတယ်။ရှိုးဝဲလေးကလည်းထင်ထားတာထက်ပိုပြီးတော့တောင်မှလူတွေစီကားခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ွယ်မှာတော့ရေမွန်ရဲ့မိခင်ဖြစ်တဲ့ဒေါခင်မြတ်မွန်နဲ့ဖိုးလုံးတို့ကြားမှာတင်းမာမှုတွေရှိလာပါတယ်။ဒေါခင်မြတ်မွန်ပြောပြတာကတော့အခုဒီရှိုးဝဲလေးကိုလုပ်ဖို့အတွက်ဖိုးလုံးနဲ့ဂျီဂျီကသူမစီကနေခွင့်ပြုချက်ရယူခဲ့ကြပြီးတော့ဒီရှိုးဝဲအတွက်အန်ဒီကိုလည်းဆယ်ကနန်းတန် မိုးရှိတဲ့ငွေအပြင်နောက်ထပ်၁၀ခန်းတန်မိုးကိုလည်းပေးအပ်မယ်ဆိုပြီးတော့ကတိပေးခဲ့ကြပါတယ်။ဒီလိုနဲ့သားဖြစ်သူတို့အစကတည်းကအောင်းမေးပွဲရှိုးဝဲလေးစီစဉ်ဖို့ကြိုးစားနေတဲ့ဒေါခင်မြတ်မွန်ကအလွယ်တကူပဲလက်ခံခဲ့ပါတယ်။ဒါပေမဲ့လည်းပွဲစီစဉ်သူဖိုးလုံးတို့ဘက်ကပွဲသာပြီးသွားတယ်။သူမအနေနဲ့ရာသင်ရာထိုက်တဲ့ပတ်စံတပြားတစ်ချက်မှကိုလက်ထဲရောက်မလာခဲ့ဘူးလို့ဆိုပါတယ်။ ဒါရီပြင်းလက်မှတ်ကိုဈေးတင်ရောင်းသားပြီးတော့ရိုးဝဲနဲ့ပတ်သက်လို့လည်းဘာဆိုဘာမှအတိမပေးကြောင်းအကြောင်းမကြားခဲ့ကြောင်းအဒီနိုနှလုံးဖောက်လို့ပြဿနာတွေတက်မာတာပွဲရှိမှန်သိရှိခဲ့ရကြောင်းဖွင့်ဟလာခဲ့ပါတယ်။ဒီမနေ့နဲ့အခုလိုမျိုးမလေးမစားဆက်ဆံခင်ရတဲ့ပုံမှာခံပြင်းမိရလို့လည်းဆိုပါတယ်။မိခင်တယောက်နေနဲ့ဘဝတစ်ပါးကူးသွားပြီဖြစ်တဲ့တားဖြစ်သူရဲ့ခြံခဲ့ဆိုတဲ့သချင်းလေးကိုတောင်တက်ဆိုဖို့အတွက်အခွင့်အရေးမပေးခဲ့ကြောင်းပြောခဲ့ရပါ။နောက်ဆုံးအဓိကအချက်ကတော့ဒေါခင်မြတ်မဟာတားဖြစ်သူရဲ့ ရှိုးပွဲနဲ့ပတ်သက်လို့ကတိခံထားတဲ့ဆယ်ကဏန်းပတ်စံကိုလည်းတပြားမှမရလိုက်တဲ့ပြဿနာလို့ဆိုရမှာပါဒီကိစ္စနဲ့ပတ်သက်လို့ဒေါခင်မြတ်မွန်ရဲ့လုံရက်တွေကိုလူတွေကဝေဖန်နေကြပါတယ်ဒီအထဲမှာရေမွန်ရဲ့တငယ်ချင်းဖြစ်သူ အစိုးရဟန်ထူးလင်ကလည်းဒေါခင်မြတ်မွန်ရဲ့လုံရက်တွေကမှားယွင်းနေတယ်လို့ဝေဖန်ခဲ့ပြန်ပါတယ် တားဖြစ်သူရီမွန်အသက်ရှင်လျက်ရှိစဉ်ကအမိခင်တယောက်နေနဲ့တားကိုတစက်ကလေးမကိုဂယူးမဆိုင်ခဲ့တဲ့ဒေါ်ခင်မြတ်မွန်ကအခုမှအတူတလဲဆက်ဆံနေပုံတွေကတာမန်မဟုတ်ကြောင်းကိုဖွင့်ဟခဲ့ပါတယ်။အစိုးရဟန်ထူးလင်အခုလိုထောက်ပြရတဲ့ပတ်သက်လို့ဒေါ်ခင်မြတ်မွန်ကိုပတ်စံကိစ္စနဲ့ပတ်သက်ပြီးဝေဖန်နေတဲ့သူတွေရှိသလိုမိခင်တယောက်နေနဲ့အားပေးနေကြတဲ့သူတွေကလည်းရှိနေပြန်ပါတယ်။အခုဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးခြင်းကြတဲ့ပရိသတ်တွေအနေနဲ့ဘယ်လိုထင်မြင်မိလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါ Harlan Shane,